ားလောင်းပြိုင်လူတမှုဤနောက်ခွေဩစတြေးလျတနိုင်ငံလုံးကိုခြောက်ချစီခဲ့တဲ့လူတမှု ့ Austria နိုင်ငံ Sydney မှာရှိတဲ့ဒီ Norapin ဆိုတဲ့စီးကျင်းဝင်ရပ်ကွက်လေးကတကယ်ကိုအေးချမ်းပြီးတော့တိတ်ဆိတ်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဒါမှလည်း2009ခုနှစ်ဇူလိုင်လ18ရက်နေ့မှာတော့အဲ့ဒီရပ်ကွက်တင်မကဘဲနဲ့တနိုင်ငံလုံးကိုတုံ့လုံချောင်းချားစွာကြီးမဲ့ PSU တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့အသက်45နှစ်အရွယ်မင်းလင်းဆိုတဲ့အမျိုးသားကသတင်းစာတို့ channel တို့ရောင်းတဲ့ agents တစ်ခုကိုဖွင့်ထားတာပဲဖြစ်ပါတယ်။သူကအသက်43နှစ်အရွယ်ဇနီးဖြစ်သူယွန်နဲ့အတူအသက်17နှစ်အရွယ်ဟင်နရီနဲ့အသက်9နှစ်အရွယ် ဲတယ်ဒီဆိုတဲ့သားနှစ်ယောက်ကိုအတူတူပြုစုပြူထောင်ပြီးတော့နေထိုင်နေတာပဲဖြစ်ပါတယ်။နောက်ပြီးတော့သူတို့ရဲ့အိမ်မှာအသက်39နှစ်အရွယ်ယွန်းရင်ညီမဖြစ်တဲ့ Iron Lin ကလည်းအတူနေထိုင်တာဖြစ်ပြီးတော့သူတို့၅ယောက်စလုံးကတော်တော်လေးကိုချစ်ခင်စီးလုံးကြတဲ့သူတွေဖြစ်ပါတယ်။ဇူလင်လာ16ရက်နေ့မှာတော့လင်းရဲ့မိသားစုပိုင်းတဲ့တည်င်းစာကမဖွင့်တာကြောင့်ရက်ွက်တဲ့ကလူတွေကလည်းဘာများဖြစ်နေပါလဲဆိုပြီးတော့စွန့်သွားခဲ့ကြပါတယ်။အဲဒီလိုနဲ့မနက်9:00လောက်မှာတော့သူတို့အိမ်နဲ့တိတ်ဝေးတဲ့နေရာမှာနေကြတဲ့မင်းရဲ့ညီမကီ သည်နှင့်သူမ၏အမျိုးသားဖြစ်တဲ့ Robert Shee တို့ကမီလီရဲ့အိမ်ကိုထွက်ကြည့်ကြပါတယ်။အိမ်မှာပဲအိမ်ကားကပွင့်နေပြီးတော့အိမ်ပေါ်ထက်မှာသွေးပြဆီယာမြင်ကွင်းကြီးတစ်ခုရှိနေတာကိုကီတီတယောက်မြင်သွားခဲ့တယ်ဗျ။ဆိုတော့အဲ့ဒီကီတီမြင်ခွင်းရတဲ့မြင်ကွင်းကဘလောက်တောင်ဆိုမလဲ။ဘသူကားများအဲ့လိုမျိုးကြီးရဲ့ဆက်ဆက်လုခင်းရတာလဲ။ဒီမှုရဲ့နောက်ကမှာရောဘလို့လုံဝတ်ချက်တွေများရှိပြီးတော့ဘလို့မျိုးသင်္ကန်းစာတွေရမလဲဆိုတာနဲ့ပတ်သက်ပြီးဝီလီကိုကြည့်ရှုပြီးတော့အပြေရှားလိုက်ကြပါဦးဗျ။အိမ်ရှိတကားကြီးကလည်းပွင့်နေတာကြောင့်ကီတီလည်းစိတ်ပူပြီးတော့အိမ်အပေါ်ထက်မှာရှိ ှိခဲ့အိတ်ခန်းတွေကိုဝင်ကြည့်ခဲ့ပါတယ်အခန်းကားကိုဖွင့်လိုက်တာနဲ့နိုင်ရန်တွေနဲ့အိယာအနှံစွန့်တင်နေတဲ့သူတွေကိုတွေ့သွားခဲ့ပါတယ်ပထမဆုံးတွေ့လိုက်ရတာကတော့အိနေတော့ခေါင်းကိုတခုခုနဲ့ပြင်းထန်ထန်ရိုက်ခံထားရတာကြောင့်ခေါင်းကြီးကြီးမွားနေတဲ့ရိုးရဲခံတာကိုပဲဖြစ်ပါတယ်သူမရဲ့ဘေးမှာတော့စောင်းမှာအဲလိုမျိုးခေါင်းကြီးကြီးမွားနေတဲ့မင်းလေးရဲ့ခန္ဓာကိုတွေ့ရှိခဲ့ရပါတယ်ကီဘီလိုနဲ့အေးဘော်ဖုံးကိုချက်ချင်းကိုဆက်ပြီးတော့အချောင်းကြားခဲ့တာကြောင့်ရဲရဲနဲ့စေအပွဲတွေချက်ချင်းရောက်လာခဲ့ကြပြီးတော့တရက်ကွက်လုံးလေးထိတ်လန့်သွား ခင်ရပါတော့တယ်နောက်ပိုင်းမူကင်ကျွမ်းတူသူတွေရဲ့သုံးသက်ချက်အရာအဲ့ဒီမူကယုတ်တည်းရဲ့ဝင်ရောက်တက်ခိုက်သွားတာမျိုးမဟုတ်ခင်နဲ့ရေးဆက်ဆက်တေးချအကွက်ချပြီးတော့မှလုခဲ့တာလို့သိရှိရတယ်ဗျနောက်ပြီးခေါင်းကြီးကြင်သွားနေတဲ့ပုံအရာတူလိုအရာမျိုးနဲ့ထူသွားခဲ့တာဖြစ်နိုင်တဲ့အပြင်တေဆုံးသူ၅ယောက်ထဲက၄ယောက်မှာအောက်ဆီဂျင်ပြတ်လက်တဲ့လက္ခဏာမျိုးကိုတွေ့ခဲ့တာကြောင့်သူတို့ကခေါင်းကိုအထုမခံရခင်မှာအရင်ဆုံးချုံတောင်ထားခံရတာဒါမှမဟုတ်ခေါင်းနဲ့ပြီးပြီးတော့အသက်ရှူကြအောင်လှုပ်တာမျိုးခံခဲ့ရတာဖြစ်နိုင်လို့သိရှိခဲ့ရတယ်ဗျကလေးတွေရဲ့အခန်းထဲက အခြေအနေတွေကလည်းတော်တော်လေးကိုစိုးရတယ်လို့ပြောရင်ရမယ်ထင်ပါတယ်။ Pokin ကျွမ်းကျင်သူတွေအဆိုအရတော့ Henry နဲ့ Terry တို့နှစ်ယောက်ကတိုက်ခိုက်မှုဖြစ်နေတော့နိုးလာခဲ့ကြတာဖြစ်ပြီးတော့သူတို့တွေကတိုက်ခိုက်ကြတဲ့သူတွေကိုပြန်ခုခံပြီးတော့အသက်ရှင်မှုစူးစမ်းခဲ့ကြတယ်ဆိုပေမဲ့အားမများလုံးလာကြအောင်အဲလိုမျိုးဖြစ်ခဲ့တယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဘလောက်တော့အခြေအနေဆိုးလဲဆိုရင်နိုင်ငံတွေမျက်နှာချက်တွေစောင်းနေကိုစိုးရီမှလည်းသူတို့ရဲ့သွေးတွေကစူးထင်းနေခဲ့တယ်ဗျ။အဲလိုမျိုးတိုက်ခိုက်မှုကနေလွတ်မြောက်သွားတဲ့သူကတော့အ သက်15နှစ်အရွယ်ဘရန်ဒါလင်းဆိုတဲ့သူတို့မိသားစုရဲ့တအူရင်းသောသမီးပဲဖြစ်ပါတယ်။သူမကစင်တနီကနေကီလိုမီတာထောင်ချီဝေးတဲ့နယူကယ်လီဒိုနီးယားမှာပြင်သစ်စာသွားတင်နေတာပဲဖြစ်ပါတယ်။နောက်ပြီးသူမကိုရဲတွေကျင်းရင်နေတဲ့မိသားစုဝင်တွေကအသိပေးတာကြောင့်မဟုတ်ဘဲနဲ့အဲ့ဒီပြက်ကို Facebook ပေါ်က post တူကနေသိရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဒီမူကရဲတွေတဲ့တော်တော်လေးကိုခေါင်းဆောင်စရာအမှုတစ်ခုဖြစ်နေခဲ့တယ်ဗျ။ဘာကြောင့်လဲဆိုရင်တော့လီမီသားစုရဲ့အိမ်ထဲကိုအတင်းချိုးဖြတ်ဝင်ရောက်တာမျိုးမတွေ့ခဲ့ရသလို ပဒင်းပေါင်းမှန်ကွဲနေတာတွေတော့ပြက်နေရတယ်မရှိတဲ့အပြင်ဘာပစ္စည်းမှလည်းပြောင်းမနေခဲ့တာကြောင့်ပဲဖြစ်ပါတယ်အ ါကြောင့်မဲအဲ့ဒီညတော်ကသူတို့စီလာသွားခဲ့တဲ့သူကဓမြတိုက်မှုမဟုတ်ဘဲနဲ့တမိသားစုလုံးကိုအပြတ်ရှင်းချင်တာကြောင့်ဆိုတဲ့ရွေချက်ကပေါ်နေခဲ့ပါတယ်။နောက်ပြီးပူဆိုးတာကတိုက်ခိုက်မှုမဖြစ်ခင်မှာလျှောက်ကသူ့ရဲ့မင်းကိုချခဲ့တာကြောင့်တေလုံးကမှောင်မဲနေခဲ့တာဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ပါတယ်။အဲ့ဒါကြောင့်မဲဒီရာစွန်းမှုကကျူရင်စီစဉ်အကွက်ချပြီးတော့ကိုကြီးကိုတာကိစ္စကြောင့်လောတာဖြစ်မယ်ဆိုပြီးတော့ရဲတွေကကောက်ချက်ချခဲ့တာဖြစ်ပါတယ်။အဲ့ဒီအိမ်ကနေရဲတွေအနေနဲ့ရရှိခဲ့တဲ့တက်တည်တူကတော့တေလုံးပြင်းနေနေတဲ့ ွေးချေရတယ်ပဲဖြစ်ပါတယ်ဖနက်ဆိုက်က8.5ကနေ10.5ချာရှိပြီးတော့ဒီချေရတွေအားတရခန်ကအိမ်ထဲမှာတခန်းဝင်တခန်းထွက်ပြီးတော့တမိသားစုလုံးကိုအပြတ်ရှင်းနေတာဖြစ်နိုင်တယ်လို့ကြောက်ချက်ချခဲ့ပါတယ်ဒါပေမဲ့လည်းဘသူကများဘလောက်တောင်စိုးရတဲ့ရန်ညိုးတွေရှိနေလို့တမိသားစုလုံးကိုအဲလိုမျိုးရင်းရဲဆက်ဆက်လုခဲ့ရတာလဲသိမကြခင်မှာပဲရေတွေကမိလင်းတို့မိသားစုရဲ့အနေကဆုံးဖြစ်တဲ့လူတယောက်ကိုတန်တရားတရခန်အနေနဲ့သတ်မှတ်ခဲ့ကြပါတယ်သူရဲ့နာမည်ကတော့ရောဘတ်ပဲဖြစ်ပါတယ်အပြင်မှာကြီးမဲ့ ်ဆိုရင်တော့ရောဘတ်ကအားပြီးကူညီတတ်တဲ့မိသားစုဝင်တယောက်နဲ့တူညီပေမဲ့လည်းယေရီကတေချာစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့သူနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်ရောဘတ်ကတရုတ်ပြည်မှာတော့ငါလည်းဆရာဝန်လုပ်ခဲ့တယ်လို့သိရှိခဲ့ရတယ်ဗျဒါပေမဲ့လည်းဩစတြေးလျကိုပြောင်းလာပြီးတော့မဲဘုံမှာစားသောဆိုင်ဖွင့်လိုက်တဲ့အခါမှာတော့ဆိုင်ကပြုတ်သွားခဲ့ရမယ်ဖြစ်ပါတယ်အဲ့ဒါပြင်အလုတ်ကင်တွေကလည်းတခုမှအဆင်မပြေခဲ့ပါဘူးအဲ့ဒီအချိန်မှာမင်းလင်းတို့မိသားစုစီးပွားရေးလုပ်ငန်းကအောင်မြင်လာခဲ့ပြီးတော့ရောဘတ်ကမနာလိုဖြစ်လာခဲ့ပါတော့တယ်လင်းမိသားစုက not အပင်းမှာဒေါ်လာ1.2တန်းနဲ့အင်္ဂလုံးပိုင်ဆိုင်ထားသလို Maryland မှာလည်းဒေါ်လာ3သိန်းနဲ့အင်္ဂလုံးပိုင်ဆိုင်ထားတဲ့အပြင်သူတို့ဖွင့်ထားတဲ့သတင်းစာအေဂျင်စီလေးရဲ့တန်ကြီးကလည်းဒေါ်လာ5သိန်းရှိခဲ့ပါတယ်ဖြစ်ချင်တော့ Robert ကအဲ့ဒီ PG ဖြစ်ပြီးချင်းမာနေမယ်မင်းလင်တို့ရဲ့ဆိုင်ကိုလဲလွဲရယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာပဲရေတွေကသူ့ကိုပို့ပြီးတော့တန်တရားဝင်လာခဲ့ပါတော့တယ်ဒါမှလည်းတက်သေးမရှိတာကြောင့်ဘာမှတော့လုံလုံမရခဲ့ပါဘူးဒီမှုဖြစ်ပြီးတော့လာအနေငယ်ချာမှာတော့ရေတွေက Robert ရဲ့အိမ်မှာလှုပ်ဝက်ကင်မရာတလုံးကို သွားတက်ခဲ့ကြပြီးတော့အခြေအနေတွေကိုစုံကြည့်ခဲ့ကြပါတယ်။တရက်မှာတော့ Robert က site 9.5ရှိတဲ့ sneaker ဖနက်တရံကိုထုတ်လာပြီးတော့ဖြက်စင်းနေတာကိုကင်မရာကနေတွေ့သွားခဲ့ပါတယ်။ Yuri ကဒီအမှုတွေအစပြောင်းနေတဲ့အခါမှာတော့အဲ့ဒီလုံရံမျိုးကိုတွေ့လိုက်ရတာကြောင့်ပဲမျော်လင့်ချက်တွေတခုရလာခဲ့ပါတယ်။အဲ့လိုလည်းပဲ2010ခုနှစ်မေလအရမှာတော့ Yuri က No App မှာရှိတဲ့ Robert ရဲ့အိမ်ကိုဝင်ရင်းနဲ့ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပါတော့တယ်။အဲ့ဒီမှာပဲဂူတော်ထဲကကွန်ကရစ်ပြားပေါ်မှာမှိန်ပြပြအစွန်းခင်းလေးတခုကိုတွေ့သွားခဲ့တာဖြစ်ပါတယ်။ ဲ့ဒီအစွန်းထင်းလေးကိုစေချာစစ်ဆင်မှုတွေလုပ်ခဲ့တဲ့ခါမှာတော့အနည်းဆုံးနင်းနာသူ၄ယောက်ရဲ့ DNA တွေပေါဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။အဲလိုနဲ့ပဲမေလ9ရက်နေ့2011ခုနှစ်မှာတော့ယေရီကရောဘတ်ကိုသူ့ရဲ့အိမ်မှာနေမဲ့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းပြက်ကအိမ်လုံးနဲ့နေမပြီးသွားသေးပါဘူး။ဘာလို့လဲဆိုရင်တော့သူတို့ရခဲ့တဲ့သူ့အစနာလေးကအနှဲငယ်ပဲဖြစ်ပြီးတော့ရှုပ်ထွေးတဲ့နမူနာတွေဖြစ်နေတာကြောင့်ဒါကယုံကြည်ရတဲ့တသက်ဖြစ်ရလားဆိုပြီးတော့တရားခံတဲ့တရားလိုရှိနေတဲ့ကြားမှာအငင်းကုန်ကြီးအများကြီးဖြစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ပထမဆုံးအချက် ကတော့အဲ့ဒီသွေးစာလေးကိုတွေ့ခဲ့ရတဲ့နေရာကအခင်းဖြစ်တဲ့နေရာနဲ့မိသား300လောက်ပဲဝေးကွာပြီးတော့သွေးစာကဘလို့ရောက်လာခဲ့တယ်ဆိုတာကိုဘသူမှသက်သေပြနိုင်နေနေမရှိခဲ့တာဖြစ်ပါတယ်တရားခံရှင်တွေကတော့အဲ့ဒီကိုတောင်ကိုသူရဲ့မိသားစုဝင်တွေကစက်တောင်ရိုက်တာမျိုးအာသာလုံးတဲ့အချိန်မှာမကြာခဏ3နေရှိတာကြောင့်အဲ့ဒီတော့ကကြားခဲ့တာဖြစ်နိုင်နေဆိုပြီးတော့ခြေပါခဲ့တာကြောင့်ပဲဖြစ်ပါတယ် ောက်ပြီးလီမီသားစုရဲ့အလောင်းကိုပထမဆုံးတွေးခဲ့ရတာကတော့ကီတီနဲ့ရောဘတ်တို့နှစ်ယောက်ဖြစ်တာကြောင့်သွေးစားတွေကအဲဒီတုန်းကပါလာခဲ့တာဖြစ်နိုင်မလားဆိုပြီးတော့လဲဝေဖန်သူတွေကမေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါပြင်ကီတီကလည်းအခီးပစ်တဲ့ညနှစ်နာရီတုန်းကရောဘတ်ကကွန်ပျူတာပိတ်ပြီးတော့အခန်းထဲကိုဝင်အိတ်နေတာဖြစ်ပြီးသူမှမသိပဲအခန်းထဲကဘသူမှထွက်သွားလို့မရဘူးဆိုပြီးတော့လဲတရားရုံမှာထွက်ဆိုခဲ့ပါသေးတယ်တရားလို့ရှင့်နေတွေကလည်းသူတို့ရဲ့ထွက်ဆိုချက်တွေကိုခြေပါကိုအသေးအံစူးစမ်းခဲ့ကြတဲ့အကြောင်းတရားရင်ဆိုင်ရတဲ့အချိန်ကထိတ ထားတာတဲ့ပိုးကြခဲ့ပါတယ်ပိုးဆိုးတာကတော့ Robert ကအပြစ်ရှိကြောင်းလုံးဝဝန်မခံခဲ့တဲ့အပြင်စိုးချင်အားလုံးကိုညှင်းဆုပ်ခဲ့တာပါပဲ2013ခုနှစ်စတင်မာလာမှာတော့ဒီမှုကိုစင်ရချက်ချမယ်ဆိုပြီးတော့စစ်စင်ထားခဲ့တဲ့ဆိုပေမဲ့တသက်အချို့အပေါ်မှာသဘောထားကွဲလဲမှုတွေရှိနေတာကြောင့်အဲ့ဒီယုံရင်းကိုဖျက်သိမ်းခဲ့ရပါတယ်အဲ့ဒီအချိန်တွင်းမှာ Robert ကတော့ထောင်ထဲမှာထိမ့်သိမ်းခံထားရတာပဲဖြစ်ပါတယ်ဖြစ်ချင်တော့အဲ့ဒီထောင်ထဲကနေဘသူမှမထင်ထားတဲ့တသက်ထွက်ဆိုချက်တကူထပ်ပေါ်လာခဲ့ပြန်ပါတယ်မြင့်မြင့်တသက်အေလို့ခေါ်တဲ့အချင်းသားရဲ့ထွက်ဆိုချက်အရာတော့ ရောဘတ်ကထောင်ထဲမှာသူ့ရိနဲ့လူသက်လက်နက်ဖြစ်တဲ့တူကို CDV အတူတွေပဲဟန်းပြတတ်ထားတဲ့ဘာဝဲဝဲ2ဒေါ်လာဆိုင်ကနေဝယ်ခဲ့ကြအောင်နောက်ပြီးရဲဒီမျက်စိလဲသွားစီဖို့အခင်းဖြစ်တဲ့နေရာမှာသူ့ရိနဲ့တခြားသူရဲ့ DNA တွေကိုထားခဲ့ဖို့စဉ်းစားထားတာရှိကြောင်းအပြင်ရဲဒီတိကျရှာရင်အဲရီတူကိုလည်းသူ့ဝတ်ထားတာကိုတွေ့နိုင်ကြောင်းတွေကိုပြောပြခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်တရားလိုရှိနေဒီဘက်ကအဲဒီတတိကိုတရားရုံးမှာတင်သွင်းခဲ့ပေမဲ့တရားခံရှိနေဒီဘက်ကတော့အကျဉ်းသားကပြည်တံရှော့ဖို့ခံလို့တာတို့ငွေကြီးတို့ အထူးခံစားခွင့်တွေကိုလိုချင်တာကြောင်းအဲ့လိုမျိုးတည်င်းပေးတာဖြစ်ပြီးတော့အဲ့ဒီထွက်ဆိုချက်တွေကမယုံကြည်ရပါဘူးဆိုပြီးတော့ပြန်လည်ခြေပါခဲ့ပါတယ်နောက်ပြီး Robert ကအရင်190စင်တီမီတာပဲရှိပြီးတော့ကီလို60ပဲလေးတဲ့လူတစ်ယောက်ဖြစ်တာကြောင်းအခုလိုမျိုးလူ၅ယောက်ကိုခေါင်းချီမသွားတဲ့အထိတယောက်ထည့်လုံးနိုင်စရာအကြောင်းလုံးဝမရှိဘူးဆိုပြီးတော့လည်းသူ့ရဲ့ရှိနေတာခြေပါခဲ့ပါတယ်အဲ့ဒီလူနဲ့ပဲစင်ရက်ချဖို့ဒုတိယအကြိမ်စီစဉ်ထားတဲ့2014ခုနှစ်မှာတော့တရားသူကြီးကတော်တော်လေးကိုနေမကောင်းဖြစ်သွားတဲ့အတွက်စီ ရင်ချက်ကိုနောက်ဆုတ်သွားခဲ့ရပြန်ပါတယ်တတိယရုံချင်းကိုတော့2015ခုနှစ်အစပိုင်းမှာလုံးမယ်ဆိုပြီးတော့စစ်စင်ထားခဲ့ပြန်ပြီမဲ့လေဒီဇင်ဘာလရောက်တဲ့အထိဂျူရီလူကြီးတွေစီကနေပြတ်သားတဲ့မေးပေးမှုမရှိခဲ့တာကြောင့်အမိန့်ကိုမချခဲ့ရပါဘူးအဲ့ဒီအချိန်တွင်းမှာတော့ရောဘတ်ကအာမခံနဲ့ပြန်လွတ်လာခဲ့ပြီးတော့သူ့ရဲ့ရက်ွက်ထဲမှာပုံမှန်တိုင်းသွာလာလှုပ်ရှားနေခဲ့တာပဲဖြစ်ပါတယ်2016ခုနှစ်ဇွန်လအရောက်မှာတော့၄ချိန်မြောက်ရုံချင်းကိုပြုလုပ်ခဲ့ပြီးတော့ဒီအချိန်မှလည်းဂျူရီအစ်စ်တွေကြားမှာအငင်းပမှုတွေကရှိလာခဲ့ပါတယ်ဒါမှလည်းဂျူရီလူကြီးတွေကပြတ်သားတဲ့ ရဲ့မေးပေးမှုကိုရခဲ့တာကြောင့်ဒီအမှုဖြစ်ပွားပြီး9နှစ်ခွဲလောက်အကြာဖြစ်တဲ့2018ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာတော့ Robert ကိုထောင်နဲ့တသက်တကျုံ၅ချိန်ကိုလွင်ငင်ဝင်မရှိနဲ့အပိတ်အမိတ်ချနိုင်ခဲ့ပါတယ်2020ခုနှစ်အရမှာတော့ Robert ကနောက်ဆုံးအယူခံကိုတင်ခဲ့တဲ့ဆိုပေမဲ့အဲ့ဒီအယူခံကလည်းပေချခံခဲ့ရပြီးတော့တရားရေးအရာတော့အဲ့ဒီအမှုကအဆုံးသတ်သွားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအဆုံးသတ်မသွားသေးတာကတော့ဒီအမှုရဲ့နောက်ွယ်ကအကြောင်းတွေပါပဲ Jerry ရဲ့ဆက်လက်စုံစမ်းစစ်ဆေးမှုအရာ Robert ကတာမန်မနာလိုမှုတစ ်ခုလည်းနဲ့အဲ့ဒီအမှုလို့ကျူးလွန်ခဲ့တာမဟုတ်ဘဲနဲ့တခြားအကြောင်းရင်းတစ်ခုကလည်းရှိနေခဲ့ပါသေးတယ်။တရားရုံးမှာလည်းတရားလိုရှိနေတဲ့ဘက်ကနေပြီးရောဘတ်ကအဲ့ဒီအမှုကိုအကြောင်းရင်းနှစ်ခုကြောင့်ကျူးလွန်ခဲ့တာဆိုပြီးတော့ထောက်ပြခဲ့ပါပါတယ်။ပထမတစ်ခုကတော့မီလီရဲ့ငွေကြေးအရအောင်မြင်မှုနဲ့ဂုံတရီနေကိုမနာလိုတာအကြောင်းဖြစ်ပြီးတော့နောက်တစ်ခုကတော့တူမဖြစ်သူဘရန်ဟာအကြောင်းပဲဖြစ်ပါတယ်။တကယ်တော့ရောဘတ်ကအဲ့ဒီအမှုမဖြစ်ခင်ဟိုးရင်ရဲကနေစပြီးဘရန်ဟာအပေါ်မှာလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေကိုကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ဘရန်ဟာတယောက်မိသား စုကိုဆုံရှုံလိုက်ရပြီးတဲ့နောက်မှာလဲရောဘတ်တို့အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ရပြီးတော့အဲ့ဒီအိမ်မှာရောဘတ်ရဲ့စွန်ကားမှုတွေကိုဆက်ပြီးတော့ခံခဲ့ရပါတယ်။အင်တာဗျူးတစ်ခုမှာတော့ဘရန်နာကအဲ့ဒီအချိန်တွင်းမှာသူမအနေနဲ့တကယ်ကိုမလုံမချုံဖြစ်ခဲ့ရပြီးတော့ဘာလို့လို့လုံးရမလဲဆိုတာကိုတော့မသိခင်ပါဘူးလို့ထုတ်ပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဘရန်နာကိုအခုလိုမျိုးစိတ်ထဲညထိချုပ်ချင်တာကြောင့်ဒီမှုကိုကျူးလွန်ခဲ့တာဖြစ်နိုင်တယ်လို့လည်းတရားရုံးကထောက်ချက်ချခဲ့ပါတယ်။ရောဘတ်ကသူနဲ့ထိုက်တယ်နဲ့ထောင်နဲ့တသက်ကျွန်း၅ချိန်ကိုဇက်တိုက်ချခံခဲ့ရတဲ့ဆိုပေမဲ့လည်းဘရန်နာအတွက်ကတော့သူ ူမအတွက်ဆုံးရှုံးသွားခဲ့တဲ့အရာတွေကိုပြန်မရနိုင်တော့ပါဘူး။ဒါပေမဲ့သူမက2021ခုနှစ်မှာလက်မဆိုင်ရာစုံကားခံခဲ့ရတဲ့သူတွေရဲ့လူသက်မှုကြောင့်တကွဲတရဖြစ်ခဲ့ရတဲ့နင်းနာသူရဲ့အတွက်လုံခြုံရေးရင်းနှီးတစ်ခုဖြစ်တဲ့ Survivor Hub ကိုပူးတွဲတည်ထောင်ခဲ့ပါတယ်။အရင်နေ့မှာတော့သူတို့ရဲ့အဖွဲ့အစည်းလေးရဲ့တာဝန်ရှိသူ၁၂ယောက်ကထောင်ချီတဲ့လွတ်မြောက်လာတဲ့သူတွေကိုအထောက်ပံ့နေပြီးပြီးတော့ကုညီတာတွေလုပ်ပေးခဲ့ပါတယ်။ Brenda ကိုယ်တိုင်လည်းတပတ်ကို90ကနေ40လောက်အဲ့ဒီအလုပ်အတွက်အချိန်ပေးခဲ့ရပြီးတော့ကုညီမှုတွေလုပ်ပေးနေသလိုရာ ားဆွေးမှုဗီဒါနဲ့လူငယ်တရားမျှတမှုတို့မှာ PhD ရအောင်ဆက်လက်စ조사နေနေသူမလိုနာကျင်ခဲ့ရတဲ့သူတွေကိုကူညီနိုင်မှုဘွားကိုနှိမ့်မြုပ်ထားတာပဲဖြစ်ပါတယ်ဒီမှုကိုလေ့လာကြည့်မယ်ဆိုရင်လည်းလူရဲ့စိတ်ကဘလတ်တောင်ရုံမှလဲဆိုတာကိုအပြင်မှာကနေမလို့မှမမြင်တွေ့နိုင်ပါဘူးလူတိုင်းမှာမကောင်းတဲ့စိတ်ဆိုတာကရှိပေမဲ့ Robert လိုမျိုးတာမန်မဟုတ်တဲ့မကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုရင်တော့ကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်ပြီးကုသမှုခံယူတာကိုကိုကိုထိန်းချုပ်တာမျိုးမလုပ်နိုင်ရင်လူတိုင်းအတွက်ဒုက္ခတွေးစီမဲ့အရာတွေကိုပဲဖြစ်စီမှာဖြစ်ပါတယ်အားကြောင့်မဲ့အားလုံးကိုလည်းမဟုတ် တ်တဲ့မှန်မှန်နဲ့တာမန်မဟုတ်တဲ့အတွေးတွေခံစားချက်တွေရှိနေရဆိုရင်ကျွမ်းကျင်သူတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကုသမှုခံယူဖို့မရှက်ချဖို့နဲ့မကောင်းတဲ့လူဆိုတာကဂျုံမပါတာကြောင့်ကိုယ့်ရဲ့လုံခြုံရေးကိုအချိန်ပြည့်ဂရုစားချဖို့မှာကြရင်ဒီဝင်လေးကိုဒီမှာမယ်အစုံတက်လိုက်ပါရယ်မိတ်ဆွေတို့အနေနဲ့ရောဒီဝင်နဲ့ပတ်သက်ပြီးတော့ဘလို့သင်ခန်းစာတွေရရှိခဲ့ရလဲဆိုတဲ့ပတ်သက်ပြီးကောမန့်မှာပို့ညပေးသွားခဲ့ကြပါဦးဗျဝေလေးကိုအစုံကြီးကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်